အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးကြတာကတော့အာဆာရဲ့ခေါင်းဆောင်တယောက်ကိုဘင်္ဂလားဒေ့ရှ်အစိုးရကဖမ်းဆီးလိုက်တာဟာစစ်ကောင်ဆောင်မင်းအွန်လိုင်းနဲ့အပေါင်းပါတွေကို ICC ကိုပို့နိုင်ဖို့ပုံမောသေးကြစေခဲ့တယ်လို့ NUG ကိုယ်စားလှယ်ကပြောကြားလိုက်တဲ့သတင်းမှာ Oregon Ranger ကတင်ရေးတဲ့အာဆာရဲ့ခေါင်းဆောင်တအုပ်ဖြစ်သူအာတာအူလာနဲ့အပေါင်းပါတွေကိုဘင်္ဂလားဒေ့ရှ်အစိုးရကဖမ်းဆီးလိုက်တာဟာ စစ်ကောင်ဆောင်မင်းအောင်လိုင်းနဲ့အပေါင်းပါတွေကိုအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC ကိုပို့ဆောင်နိုင်ဖို့ပုံမသေးကြစေခဲ့တယ်လို့အမျိုးသားညီညွတ်ရေးဆိုရ NUG ရဲ့ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဒေါက်တာထွန်အောင်ရွှေကမလ19ရက်နေ့မှာပြောကြားလိုက်တယ်လို့ NUG ရဲ့ Radio NUG ကဖော်ပြလာပါတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရက အာစာကောင်းဆောင်ကိုဖမ်းလိုက်တာမင်းအွန်လိုင်းနဲ့တတိုက်ကို ICC ပို့ဖို့ပုံမသေးကြစေခဲ့တာ ဖြစ်တယ်လို့ AA နဲ့ဘင်္ဂလားဒေ့ရှ်အစိုးရတို့ကြားကစစ်ဆန်ရေးအတိုင်းအတာကိုလည်းဖော်ပြနေပါတယ်ဆေယုစုကသူ့အကျိုးအတွက် Ranger တွေကိုလိုတယ်လို့အတုံးချနေတာရက်သွားစေမဲ့အလွန်အရေးပါတဲ့ကြိုးပမ်းအထောက်အပံ့တစ်ခုဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်ကြားကလည်းအစိုးရကောင်းဆောင်ပေါမကယူနစ်စူးစမ်းနေတဲ့ Ranger ရေးပြည်လဲစေဖို့ကြိုးပမ်းနေမှုမှာအရေးပါတဲ့ခြေလှမ်းတစ်ရက်လို့မြင်ပါတယ်လို့ဒေါက်တာထွန်းအောင်ရွှေကပြောကြားကြောင်း Radio NUG မှာဖော်ပြထားပါတယ် အာဇာကောင်းဆောင်အာတာအူလာဘာဝင်6ဦးကိုဘင်္ဂလားဒေ့ရှ်ရဲ့အကြံဖတ်မှုနဲ့ရာဇဝတ်မှုတိုက်ဖျက်ရေးအဖွဲ့ကမလ18ရက်နေ့မှာဒါဂါမြို့အစမရှိတဲ့အဆောက်အုံတစ်ခုအတွင်းအစည်းအဝေးလုပ်နေချိန်မှာဝင်ရောက်ဖမ်းဆီးခဲ့တာပါအာတာအူလာတို့ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းတရားမဝင်ဝင်ရောက်မှု အကြံဖတ်လှရှားမှုတွေမှာပါဝင်မှုနဲ့ဖမ်းဆီးထားပြီးအာတာအူလာဟာ ကုတုပါလောင်ဒုက္ခတဲ့စခန်းကရိန်ဂျာကောင်းဆောင်မိုဟိဦးလာကိုတပ်ဖြတ်ခံရတဲ့ဖြစ်စဉ်နဲ့ဘင်္ဂလားဒေ့ရှ်အစိုးရအရာရှိတယောက်တပ်ဖြတ်ခံရတဲ့ဖြစ်စဉ်တွေမှာပါဝင်နေရလို့တန်တရားရှိသောအကြမ်းဖက်မှုနဲ့ရာဇဝတ်မှုတိုက်ဖျက်ရေးအဖွဲ့ကဆိုပါတယ်။အာဆာဖွဲ့ဟာစီကောင်းဆောင်မင်းအောင်လိုင်းနဲ့ပူးပေါင်းနေတဲ့အဖွဲ့တစ်ခုဖြစ်ပြီးရိန်ဂျာတွေကိုလူမျိုးတုံးတပ်ဖြတ်မှုဖြစ်စဉ်မှာလည်းပါဝင်ခဲ့တယ်လို့သတင်းထွက်ပေါ်နေတဲ့အဖွဲ့လည်းဖြစ်ပါရဲ့ရှင်။ကျမနည်းနည်းပါ